အင်းကြီးရဲ့နေစဉ်ဘဝမှာစင်ကလုံးအေးချမ်းစွာချမ်းမြမ်းသာသာနေနိုင်ဖို့အတွက်ဘာလုပ်ရမလဲချမ်းမြမ်းသာသာနေဖို့အတွက်ဘာနဲ့နေရလူလောကဆိုတာသာဝနေတွေနဲ့တောကတွေရှိတယ်။ตาရေသမီးရေ ဆိုရလို့စိတ်ပူရတဲ့အချက်တွေအများကြီးရှိတယ်။အဲ့ဒီလိုစိတ်ပူပြီးတော့နေတဲ့လောကကြီးထဲမှာစိတ်အင်း ချမ်းသာစွာဘယ်ပုံနေမလဲလို့ဆိုရသော်ဘုရားရဲ့ခုံကိုအာယုံပြုပြီးတော့နေမယ်ရသော်ဘုရားရဲ့ခုံနေကျေးဇူးတွေဘုရားဆိုတာနော်မဟုတ်တာဘယ်တော့မှမလုပ်ဘူးစိတ်ွယ်ရမှာတောင်မကောင်းမှု မလုပ်ဘူးဆိုတဲ့အရဟံဆိုတဲ့ဂုဏ်တော်တွေတရားဓမ္မကိုမှန်ကန်ကိုယ်တိုင်သိတယ်ဆိုတဲ့တမတမုဒ္ဒဂုဏ်တော်တွေ အတိညာနဲ့အကျင့်စရဏဝိဇ္ဇာစရဏနဲ့ပြည့်စုံနေဆိုတဲ့ဂုဏ်တော်တွေဖရာဂုဏ်တော်တွေကိုတခုချင်းတခုချင်းဆင်ခြင်စဉ်းစားပြီးတော့နေမယ်ဆိုလို့ရှိရင် စိတ်ပူလောင်မှုတွေဟာတည်ငါအားဖြင့်အင်းငိမ့်သွားကြမှာဖြစ်တယ်။ရသော်ဘုရားကိုအာယုံပြုနေမယ်တရားကိုအာယုံပြုနေမယ်တန်ခါကုံကိုအာယုံပြုနေမယ်ဖရာတရားတန်ခါလဲမှာစိတ်ကိုနှိမ့်မြုပ်ပြီးနေမယ်ဆိုလို့ရှိရင် ခန္ဓာကဆောင်စည်းမှုအပြင်စိတ်အေးနှလုံးအေးချမ်းစွာစိတ်အေးလက်အေးအခုလိုဘဝမှာနေမယ်ဆိုလို့ရှိရင်ဒီဘဝမှာလည်းချမ်းချမ်းသာသာဖြစ်လို့ရသော်ပြားရဲ့ဂုံကိုအာယုံပြုနေတဲ့အချိန်မှာတရားကုံကိုအာယုံပြုနေတဲ့အချိန်မှာတန်ခါကုံကိုအာယုံပြုနေတဲ့အချိန်မှာမဖြစ်နေလောဘလည်းမဖြစ်ဘူးဒေါသလည်းမဖြစ်ဘူးမောဟလည်းမဖြစ်ဘူး ဖရာကုံတရားကုံတန်ခါကုံထဲမှာစိတ်လေးကတည်ငြိမ်ပြီးတော့နေတော့ခုကပြောတာလို့ဖရာကုံပရိစိတ်နေမယ်တရားကုံတန်ခါကုံပရိစိတ်နေမယ်ဖရာတရားတန်ခါကိုအာယုံပြုနေခြင်းအပြင်စင်တလုံးအေးချမ်းမှုကိုရရှိနိုင်တယ်ဒါလို့ဆို